မင်္ဂလာပါခူမီမီဒီယာကနေပြန်လည်ကြိုဆိုပါရစေအခုချိန်မှာတော့ခူမီမီဒီယာကနေမက်ချလာတလအတွင်းတင်ဆက်ခဲ့တဲ့သတင်းတွေထိကကောင်းနိုးရရာသတင်းတွေကိုစူးစီးတင်ဆက်သွားမှာဖြစ်ပါတယ်ယခုအစီအစဉ်မှာကြည့်ရှုနာဆင်ရမယ့်သတင်းတွေကတော့ပလောဝကောင်စီပညာရေးဘုတ်အဖွဲ့အလုတ်ယုံဆွေးနွေးပွဲ ပြုလုပ် မီဇိုရမ်မှာရှိတဲ့စစ်ဆောင်စခန်းတွေမှာကလေးတွေအတွက်ပရိုတင်းအားစေးဘူးတွေထောက်ပံ့ရရှိပြင်ဝကြေးရွာကို အကျန်းဖက်စစ်ကောင်စီကလေချောင်းနဲ့ဘုံကြေးတိုက်ခိုက်ပလောဝမျိုးနေအတွင်းအေအေတပ်ဖွဲ့ကစီကံမဲအလွန်အကျွံတိုက်ခုတ်နေတရရအကြိမ်မြောက် IKACC PC ညီလာခံပြုလုပ်ခြင်းပါ မီဇိုရန်ရောက်စစ်ဘေးချောင်စခန်းရှိ ပြည်သူအခြေပြုကျောင်းမှာဆရာဆရာမတွေကိုအရခတ်တော်အီအီကစာတင်ကြားရန်ဆင့်ခေါ်ပလောဝမြို့နယ်မှာဝအုပ်6တွေဝေလက်မရှိရတဲ့အတွက်တောင်သူတွေအခက်တွေးနေမီဇိုရန်ပြည်နယ်မှာမြန်မာစစ်ဆောင်တွေကိုဈေးရောက်ချခွင်းတာမြစ်ပိတ်ပင် ပလောဝမြို့နယ်မှာ CHO ကကလေးသူငယ်တွေအတွက်ကာကွယ်ဆေးထိုးနှံပေးပလောဝမြို့နယ်ရှိကျေးရွာတွေမှာအခြေခံစားတောက်ကုန်တွေဂုံစည်းနှုံမြင့်သက် စတဲ့အကြောင်းအရာတွေကိုကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်။ချင်းပြည်နယ်ပလောကမြို့နယ်ပလောကကောင်စီပညာရေးဘုတ်အဖွဲ့အလုတ်ယုံဆွေးနွေးပွဲကိုပြီးခဲ့တဲ့ February လ23ရက်ကနေ24ရက်နေ့အထိနရက်သားပလောကကောင်စီထိန်းချုပ်နေမြေတနေရာမှာ ပြုလုပ်ခဲ့ပြီးဆရာဆရာမအယောက်90ကျော် အစီအဝေးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အလုတ်ယုံဆွေးနွေးပွဲမှာပြီးခဲ့တဲ့ပညာတနစ်တွေရဲ့စင်ခေါ်မှုတွေကို အခြေခံပြီးလာမယ့်2025-2026ပညာသင်နှစ်အတွက်ကြာကာလပညာရေးလုပ်ငန်းဖော်ဆောင်ရမှာပုံမိုကောင်းမွန်စွာ လေပတ်နိုင်ရေးအတွက်လုပ်ငန်းစဉ်တွေကိုကောင်းစွာ ချမှတ်နိုင်ခဲ့တယ်လို့ပညာရေးဘုတ်အဖွဲ့တာဝန်ခံစီကသိရပါဗါဒမီဇိုရန်ပြည်နယ်ဒူဒန်ကာကီလုံပူခိန်ခေါင် ကြီးရီမှာရောက်ရှိနေတဲ့ပလဝဒီတာခန်စစ်ချောင်စခန်းကကလေးသူငယ်တွေအတွက်ပရိုတင်းကလေးအားစေဘူးတွေကို နော်ဝေးနိုင်ငံခါဆန်ဘက်တီချာချအသင်းတော်ကယခုမက်ချ်လာအတွင်းမှာအထောက်ပံ့ရရှိတယ်လို့စစ်ချောင်စခန်းတာဝန်ခံတွေစီကသိရပါတယ်။ချင်းပြေပလဝမြို့နယ်ပြင်ဝကြီးရွာကိုအကြံဖက်စစ်ကောင်စီကပြီးခဲ့တဲ့ ဖေဖော်ဝါရီလ25ရက်နေ့ည9:00နာရီဝန်းကျင်မှာလေကြောင်းနဲ့ဘုံကြီးတိုက်ခိုက်ခဲ့တဲ့အတွက်ခရီးရန်ဖျားကြောင်းတကြောင်းနဲ့ကြီးရွာခမားဆောင်တခုပျက်စီးခဲ့ပြီးအရတားထိခိုက်တည်ဆုံမှုမရှိခဲ့ကြောင်းသိရပါတယ်။ချင်းပြည်နယ်ပလောဝမြို့နယ်နမတာနဲ့လေလကြီးရွာအနီးတစ်ဝိုက်မှာရှိတဲ့ကျွန်းတစ်တွေနဲ့အခြားတစ်မာတွေကို ပိုင်ရှင်တွေခွင့်မပြုဘဲ2024ခုနှစ်နိုဝင်ဘာလကတည်းကအေအေတပ်ဖွဲ့ကအလွန်အကျွံစီကဲမဲ့ခုတ်ယူနေကြောင်းဒီတာခန်တွေရဲ့တည်င်းပိပူချက်အရာသိရပါတယ်။အလှဲကြပောက်တဲ့တစ်မာတွေကိုအိမ်သုံးထင်းအဖြစ်ခုတ်ယူယုံချကြတဲ့အပြင် ဒေတာခန်တွေရဲ့ပုဂလိကကျွန်းခင်ကကျွန်းပင်တွေကိုပါ မျောတိုင်အဖြစ်ခုတ်ယူနေတာတွေဝါတွေကိုစီကံမိခုတ်ယူကစခန်းဆောက်လုပ်ဖို့ထင်းပြုတ်လုပ်ဖို့နဲ့ရခိုင်ပြည်နယ်ကြောက်တော်စစ်တွေဖက်ကိုပို့ဆောင်နေရတွေလုပ်နေတယ်လို့ဒေတာခန်တည်င်းအရေးမိကသိရပါတယ်ကြာကာလခူမီချင်းမြို့နယ်စုများရေးရာအတိုင်းပင်ခံကောင်စီ IKACC နဲ့ပလောဝကောင်စီ PC ရဲ့တာရအကြိမ်မြောက်ညီလာခံကို2025ခုနှစ်မတ်လ 6ရက်နေ့ကနေ9ရက်နေ့အထိပလဝကောင်စီအုတ်ချိုးရဲ area အတွင်းပြုလုပ်ကျင်းပခဲ့တယ်လို့သိရပါတယ်။ညီလာခံမှာဖွေးစည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းတွေပြည်သူအုပ်ချုပ်ရေးမူဝါဒနဲ့စည်းမျဉ်းတွေ ကကူရဲမူဝါဒဗန္နာရဲဆိုင်ရာမူဝါဒနဲ့လုံထုံလုံနည်းတွေကိုရေးဆွေးချမှတ်တည်ပြုခဲ့ပြီး IKACC PC ရဲ့2025 2026ခုနှစ်အလုပ်အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ခြင်း IKACC PC ရဲ့တနစ်တာနိုင်ငံရဲ့အစီရင်ခံစာတင်ပြခြင်းနဲ့ဌာနဆိုင်ရာ အတတိကတနစ်တာလုပ်ငန်းအစီရင်ခံတင်ပြခြင်းတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ချင်းပြည်နယ်ပလောဝမြို့နယ်အတွင်း အေးအေးတိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့နေရာတွေမှာလာမယ့်အစာတင်နှစ်အတွက်စာတင်ကျောင်းတွေဖွင့်လှစ်တင်ကြားနိုင်ဖို့မီဇိုရန်ပြည်နယ်မှာရှိတဲ့စီဗေးချောင်စခန်းပြည်သူ့ကျောင်းမှာပညာတင်ကြားပေးနေတဲ့ဆရာဆရာမတွေကို match လ3ရက်နေ့ကစတင်လို့အရခပြည်သူ့တော်လှန်ရေးအစိုးရပညာရေးဥဆောင်ကော်မတီကဖိတ်ခေါ်ကမ်းလှမ်းမှုပြုလုပ်နေကြောင်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျာ။ ပလောမျိုးနဲ့အတွင်း2025-2026ပညာသင်နှစ်ကိုဇွန်လကနေစတင်ဖွင့်လှစ်မှာဖြစ်ပြီးခမီးတိုင်းသားဘာသာစကားနဲ့တင် जा ပို့ချနိုင်တဲ့ចောင်းဆရာဆရာမတွေကိုအဓိကထားလို့ခေါ်ယူနေတာမရှိပါကမြန်မာဘာသာစကားနဲ့ပို့ချတင် जा နိုင်သူတိတ်ပန့်တွဲတင် जा ပို့ချပေးနိုင်မဲ့သူတွေကို ခေါ်ယူနေတာဖြစ်ပြီးအထက်တန်းပြအနည်းဆုံး5ဦးစီလွတ်ပေးဖို့ မေတ္တာရက်ခံကြောင်းဆိုထားပြီးတူဦးကိုလှဆင်ထောက်ပန်းကျင်းွေအဖြစ်၄သိန်းကျပ်မှ၅သိန်းကျပ်အထိပေးရန်ဆွေးနွေးထားတယ်လို့သိရပါတယ်။ချင်းပြေ ပလောဝမြို့နယ်မှာဝါဥ၆တွေကိုဝေယူမဲ့သူတွေမရှိတဲ့အတွက် ရောင်းချလို့မရဘဲဖြစ်နေရကြောင်းတောင်သူတွေစီကသိရပါတယ်။ လန်ခီးမှာဂိတ်ကျေးအခွန်ဆောင်ရတာတွေများနေခြင်းလမ်းပန်းသွားလာရခက်ခဲခြင်းလမ်းပိုင်းမှာတိုက်ပွေးဖြစ်ပွားမှုတွေရှိတဲ့အတွက်ကြောင့်ဝါဥဂုံတီတွေနဲ့ဝါဥစိုက်ပြိုးတဲ့တောင်သူတွေဟာအခက်အခဲကြုံတွေ့နေကြရတယ်လို့သိရပါတယ်။ချင်းပြေပလောမြို့နေမှာဒီတာခန်တောင်သူတွေဟာဝါဥအပြင်တီဟိုငပြောပင် နနက်ပင်တရက်ပင်စတာတွေကိုအဓိက စိုက်ပျိုးလုပ်ကင်ကြပေမဲ့ဈေးနှုန်းများရှိတဲ့အပြင်အယောင်ဝေပြုလုပ်လို့လည်းများရှိကြောင်းသိရပါတယ်။မီဇိုရန်ပြည်နယ်ဂျန်ဖိုင်းခရိုင်ဖာကွန်ကျေးရွာကမြန်မာစစ်ဘေးရှောင်တွေဖွင့်ထားတဲ့ဆိုင်ခန်းတွေကို2025ခုနှစ်မတ်လ31ရက်နေ့မှတိုင်ပြီးပိတ်ရမယ်လို့ကျေးရွာတာဝန်ရှိသူတွေကတာမြင်လိုက်ပြီးကုန်ပစ္စည်းလက်ကျန်တွေကိုလည်းကုန်စင်အားရောင်းချရန်နဲ့ဖာကွန်ကျေးရွာဒေသခံတွေကစစ်ဘေးရှောင်တွေရဲ့ ကုန်ပစ္စည်းတွေကိုလက်လွေးယူကာကုန်စင်အောင်ဝယ်ယူတာတွေပြုလုပ်ခွင့်မရှိကြောင်းတာမြစ်ထားတယ်လို့သိရပါတယ်စစ်ဆောင်တွေဟာရွာအဝင်အထက်ပြုလုပ်တဲ့အခါမှာလဲမိမိတို့သဘောအတိုင်းမပြုလုပ်ကြဖို့နဲ့ရွာအဝင်ထွက်ပြုလုပ်မယ်ဆိုရင်ကြေးရွာအဆင့်မြန်မာဒုက္ခသည်များဆိုင်ရာကော်မတီစီမှအကြောင်းကြားပြီးခွင့်ပြုချက်ယူရမယ်လို့အမိန့်ထုတ်ပြန်ထားတာကို သိရပါတယ် ချင်းပြေဘလဝမြို့နယ်ဘလဝကောင်စီနေမြေမှာကလေးသူငယ်တွေအတွက်ရွာစဉ်အလိုက်ကာကွယ်ဆေးထိုးနှံပေးခြင်းကို CHO အဖွဲ့နဲ့ဒေတာအတွင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းကမက်ရှလာဒုတိယအပတ်ကစတင်လို့ပြုလုပ်ပေးပြီးတခြားကျန်းမာရေးစောင့်ရှောက်မှုတွေလည်းရရှိကြောင်းနဲ့ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွေကိုလည်းပြုလုပ်ပေးခဲ့ကြောင်းဒေတာခန်ရီစီကသိရပါတယ်။ချင်းပြေဘလဝမြို့နယ်ရှိကျေးရွာတွေမှာ အခြေခံစားတောက်ကုန်တွေဈေးနှုန်းမြင့်တက်နေတဲ့အတွက်ဒေတာခံပြည်သူတွေစားဝတ်နေရအခက်အခဲဖြစ်နေပြီးစိုးရိမ်ကြောင်ကြားမှုတွေဖြစ်နေရကြောင်းဒေတာခံတွေစီကသိရပါတယ်ပလောဝမြို့နယ်အတွက်အခြေခံစားတောက်ကုန်တွေဟာလက်ရှိအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်နဲ့မကွေးတိုင်းဘက်ကဝေရောက်လာတာဖြစ်ပြီးလန်ခီကြန့်ကြာမှု၊ကိတ်ကျေးပေးဆောင်ရမှု၊73စီစဲမြှမမှုစတဲ့အခက်အခဲကြောင့်ဂုံစည်းနှုံးတွေမြင့်တက်ရတာဖြစ်ပြီး လဝမျိုးနဲ့အတွင်းမှာဒေတာခန်တွေဟာဘာစီးပွားရေးမှလည်းလုပ်လို့မရဘာဝင်ဝင်မှလည်းမရှိတဲ့အပြင်ဖုန်းလိုင်းအင်တာနက်လိုင်းမရှိတော့နိုင်ငံခြားကိုရောက်နေတဲ့တာသမီတွေနဲ့လည်းအဆက်အသွယ်များတဲ့အတွက်ဘာအထောက်ပံ့မှမရှိပဲတနေ့တနေ့ပုံမူပြီးကြက်တိလာတယ်လို့ဒေတာခန်တွေရဲ့သတင်းပေးပို့ချက်အရာ သိရပါတယ်။နှာစင်ကြည့်ရှုပေးတဲ့အတွက်ဂျေဇူးအထူးတင်ရှိပါတယ်။ကျမမိုင်မာစီပါ